ဒါသူများတွေတသက်မှာတစ်ခါပဲဆောင်ရတဲ့မင်္ဂလာဆောင်ပွဲကိုသူတို့ဒီလိုလုပ်သွားတာကွာသူတို့ကဖလိုရက်စာဖစ်ကြီးလုပ်ငန်းကြီးလုပ်နေတဲ့သူတယောက်ကအဲ့လိုတော့လုံးဝမလုပ်သင့်ဘူးကွာရောင်စင်ဖလိုရက်စာဖစ်တဲ့လုံးဝတောင်းရင်မှုတောင်းမခံမှုမရှိဘူးเนาะပပွဲနာနီ၃ရက်လောက်လို့တော့မှာပေါ့เนาะသူတို့ကဟိုအမားတဲ့ဟိုမနက်ကမားတဲ့တယောက်ကတည်းလာပြီးတော့မှအဲ့ရက်ကိုတဲ့အဲကျွန်တော်တို့ကမင်္ဂလာဆောင်တာကဟို ရွာဘက်က6ရက်နေပေါ့နော်6ရက်နေကိုစောင်းတာဟိုမှာသူကအဲ6ရက်နေဟိုတဲ့ယူွားလို့ရဲအဲအကြောင်းလို့ရဲကျွန်တော်တို့ကအရင်ပြောထားတာလေလို့သူကအဲ့နဲ့အဲ့ဆိုလို့ရှိရင်လို့အကိုလို့ပွဲလက်ခံပြီဆိုညီမတို့လည်းတစ်ချက်မှလာမပြောဘူးလို့လာမပြောဘဲနဲ့လို့ဘာဖြစ်လို့လို့လက်ခံလိုက်တာလေလို့ညီမတို့ကလုံးဝသေချာတယ်လေလို့အဲသူကဆက်ရန်ဒီဘိုင်းလည်းလွှဲထားတာမရှိဘူးဆက်ရန်ဒီဘိုင်းလွှဲထားမရှိဘူးဆိုတာလေညီမတို့ဘက်ကသူ့ကိုဆက်ရန်လွှဲပေးမှာလွှဲပေးမှာတောင်းတယ်300တောင်းမှာတောင်းဒါပေမဲ့သူ့ဘက်ကနေပြီးလုံးဝမပေးခဲ့ဘူးပေါ့နော်သူကဘာအကြောင်းပြတ်ချက်ပြောလဲဆိုလို့ရှိရင်ညီမတို့ကပုံကအတိအကျမရွေးရသေးလို့တဲ့ပုံကရွေးတာကညီမတို့ရဲ့အတိရမလားကိုကဆက်ရန်ဘလောက်ပြပြနှစ်သိန်းပြ သုံးနှိပ်ပြီးပေးပြီးသွားလို့ရှိရင်ကိုယ်စိတ်ကြိုက်ပုံသူတို့မေးမှာကွာသိရမလားဝိမာဗာဒီပုံစံလေးဆိုလှလောက်လားဒီပုံစံလေးဆိုလှလောက်လားကိုကတော့ရွေးမှာပဲမေးမှာပဲလေအဲ့တော့မှ तू ကပုံစံအတိအကျမပြောလို့တဲ့ तू ကမသေးကြဘူးဆိုပြီးတော့အခြားသူကိုလက်ခံလိုက်တာငါတို့ဖြစ်စေချင်တာကွာ तू တကယ်လို့ညီမတို့အဲ့နေပွဲမှာကွာကိုရဲနေပွဲကိုအခြားသူကလာပြီးရောမှသူတို့ပြောရဲဆိုလို့ရှိရင်တော့ညီမတို့ဖုန်းနံပါတ်လည်းရှိတယ်ဘိုင်ဘာမှာလည်းညီမကစာဂရီဂရီပို့ထားတာရှိတယ်အဲ့တော့ညီမလေးတို့ရေဟိုညီမလေးတို့ဘက်ကပုံစံသေးချာမယိုးရသေးလို့ ပွဲကယူပြစ်လားမယူပြစ်ဘူးဆိုလို့ရှိရင်လည်းအကိုဒီမှာ client တယောက်ကလာပြီးတော့ချိန်နေတယ်သူ့ကိုအကိုကဟိုမှာဖြစ်လိုက်မှာမဟုတ်လို့လို့ဆိုပြီးညီမတို့လုံးဝတစ်စက်မှဖုန်းဆက်အကြောင်းကြားထားတာလုံးဝမရှိဘူးလုံးဝမပြောဘဲနဲ့သူ့သဘောဆန္ဒအရသူအခြား client ရောက်လက်ခံပြီးတော့ညီမတို့ကအဲ့ client ထက်တပတ်ကြိုပြီးပြောထားတာညီမဘက်ကလည်းတိတိကျကျကိုပြောထားပြီးသားအတန်ဖိုင်နေလည်းရှိတယ်တိတိကျကျပြောထားပြီးသားအဲ့နေ့ကိုရက်နေ့မှာပွဲသေးစာပေါက်စီစဉ်မယ်နော်အကိုအကုန်လုံးပြောထားတဲ့ဟာအောင်မအဲ့ client ကိုသူကလက်ခံပြီးတော့မှညီမဘက်ကဆက်သွယ်တော့ကြတော့မှညီမအားတဲ့မနက်ကပို့ထားတဲ့စာအောင်မပြန်လို့တဲ့ တပတ်ကနေရသေးချာပေါက်အဲ့နေကိုရရဲဆိုပြီးသူတို့တော့မော်တော်တွေပါစီစဉ်ထားပြီးသားအဲ့ဒါကိုအဲ့လိုမျိုးပြောတာပေါ့နော်လို့ညီမဘက်ကနောက်ဆုံးအနေနဲ့လုံးဝနော်အခွင့်ရဘလို့ပေးလဲဆိုရင်အကိုတို့ဘက်ကမလာနိုင်ဘူးဆိုလို့ရှိရင်လည်းအချားဖလိုတဲ့တိတယ်သူတို့ဆိုလို့ရှိရင်ဖလိုတဲ့လူချင်းချင်းတိတယ်ကွာဆိုတော့အချားဖလိုတဲ့တိတဲ့လူတွေဆိုလို့ရှိရင်လည်းလာပြီးတော့တစ်ချက်လောက်ပေါ့နော်ကူညီပေးပါအောင်အဲ့လိုမျိုးဘယ်သူရှိလဲဖုန်းနံပါတ်လေးတွေလည်းပေးပါအောင်အဆက်အသွယ်ရှိလားဆိုတော့လေမရှိဘူးတဲ့မသိဘူးတဲ့အဲ့နဲ့အဲ့ဆိုလို့ရှိရင်ဘလို့လုတ်ပေးမှာလဲဆိုတော့ဘလို့မှလုတ်ပေးလို့မရတော့ဘူးတဲ့ အဲ့ဆိုတော့ကိုရီးယားဘယ်လိုလုပ်ရတော့မှာကဲပွဲကလူငယ်တဲ့2ရက်3ရက်လောက်မှရဒီချိန်ကြီးမှာဘယ်ကိုသွားရှာရမှာလဲနော်အဲ့ဒါကိုအဲ့လိုပြောရကြတော့တစက်မှာတော့တောင်းမှမတော်ဘူးနော်တစက်မှာလည်းတောင်းမှမတော်ဘူးအဲ့ဆိုလို့ရှိရင်အကိုလည်းကျွန်တော်ကလည်းစိတ်တွေကတိုးလာ යි ကွာတိရမလားအငိုသံနေတောင်ပါတယ်မျက်ရည်တောင်ကျကျင်လာ යි တိရမလားဒီရွာဘက်ဆိုတော့ကျွန်တော်တို့ကခမ်းမနဲ့လောက်တာမဟုတ်ဘူးကွာတိရမလားဆိုတော့ဖလိုရယ်ကိုကောင်းကောင်းငန်းငန်းပါကျင်တာ အဲ့ဒါကိုသူတို့ကလုံးဝတောင်းဝင်မှုတောင်းခွင့်မရှိဘဲနဲ့အဲ့လိုမျိုးလောက်သွားပေါ့နော်အဲ့နဲ့ကျွန်တော်ကလည်းနောက်ဆုံးခွင့်ရနေတဲ့အဲ့လိုပေးတယ်သူတို့အကိုတရားရုံးနဲ့ချိတ်ပေးဆိုတော့လေအဲ့လိုလည်းချိတ်မပေးဘူးကွာအဲ့ဆိုလို့ရှိရင်ရညီမတို့ line မတင်ပါလို့ညီမတို့မင်္ဂလာပွဲဘူးလို့ဒီလိုလောက်တယ်ဆိုပြီးရတယ်တင်လိုက်တဲ့ကိစ္စမရှိဘူးတဲ့အဲ့ဒီပိတ်ဒီပိတ် လုံးဝလုံးဝအမားတို့တွေတကယ်လို့ဟိုမှာဖြစ်မယ်ဆိုလို့ရှိရင်ပေါ့နော်ဒီစီကိုလုံးဝသွားမအပ်နဲ့ညီမကိုယ်တိုင်မှုလို့ပေါ့နော်ဒီအခုညီမတို့လုတ်ပေးတယ်မသိဘူးသူတို့ကတော့တော်တော်အဆင်ပြေတယ်သူတို့ဆိုလို့ရှိရင်လည်းညီမတို့ရွာဘက်ထီကိုလိုက်ပေးတယ်ရွာဘက်ထီကိုတော့မှသူတို့၃သိန်းခွန်းနဲ့ပေါ့နော်အဲ့လောက်နဲ့ရအောင်လုတ်ပေးရပေါ့နော်ဒီလိုမျိုးဆယ်ပေးပတ်လဲပုံကြီးနေပေါ့နော်ဒါညီမကလာပြောပြတာမင်္ဂလာဆောင်မတိုင်ခင်ကတော့တင်လို့ပဲဒါပေမဲ့ပွဲတွေနဲ့အာယုံတွေနောက်တာရောလုတ်ပြေရှုံနေလို့မင်းမတင်ပြဘူးပေါ့နော်ဒီရောင်စင်းပလိုရယ်ကတော့လုံးဝလုံးဝအဆင်မပြေပါတခြားလာပြောပြပေးရတကယ်လို့ကိုမတွေကိုညီမလေးတွေမင်္ဂလာဆောင်မယ်ဟဲ့ဆိုလို့ရှိရင်ဒီရောင်စင်းပလိုရယ်လုံးဝမငားပါနဲ့ အဆင်ပြေတဲ့သူရှိကောင်းရှိမယ်မင်းမင်းကလည်းကတော့ကျွန်တော်ကလည်းတော့လုံးဝအဆင်မပြေခဲ့ပါနင်းတင်ကျင်တာတင်းတဲ့ line မတင်ကျင်လဲနင်းကြိုက်တာလုံးတဲ့အဲ့လိုမျိုးပြောသွားတာပေါ့နော်အဲ့ဒါကြောင့်မို့သူတို့ကခွင့်ပြုချက်ရလို့မာလေးကလာပြီးတော့ဒီရောင်စင်ဖလိုတွေကလုံးဝတာဝန်မှုတာဝန်ခံမှုမရှိဘူးအဆင်မပြေဘူးဆိုတာကိုညီမလေးကလာပြီးတော့မှပြောပြရရပေါ့နော်ဒါဒီအမားတွေကတော့တော်တော်လေးအဆင်ပြေပါတယ်စိတ်တိုင်းကြလဲလုတ်ပေးတာအယောင်တွေလည်းတော်တော်လေးဆက်ပြေတယ်ပေါ့နော်ဒါလေးလာပြောပြပြရပါနည်းနည်းရှည်သွားလို့ရှိရင်လည်းနားလဲပြေပါလို့နော် မတခါပဲဆောင်ရတဲ့မင်္ဂလာဆောင်ပါအခုလိုဖြစ်ဖြစ်မူကြုံလာရတယ်ဆိုတော့တို့သမီးလေးကအခုလိုပဲရင်ခွင့်လာပဲဖြစ်ပါတယ်ရှင်မိတ်ဆွေတို့ရောဒီလိုမျိုးကြုံမှုကြလားရှင်ကိုယ့်ရဲ့အမျိုးနဲ့ကိုမမမန့်ခဲ့ပြီလို့ရပါတယ်